နိုင်ငံတကာမှာလည်းပျော်ဒုက္ခတွေရှိတဲ့ကြပြီးအများပြည်သူပိုင်းနေရာတွေမှာစိတ်ထင်တန်းလို့တက်ကြတဲ့သူတွေရှိကြပါဗျ။အများပြည်သူပိုင်းနေရာတွေမှာကုလုံးကျင်တယ်လို့လုံးလေးရှိတာကတော့မကောင်းပါဘူး။နိုင်ငံတကာမှာလည်းပျော်ဒုက္ခတွေရှိတဲ့ကြပြီးအများပြည်သူပိုင်းနေရာတွေမှာစိတ်ထင်တန်းလို့တက်ကြတဲ့သူတွေရှိကြပါဗျ။အများပြည်သူပိုင်းနေရာတွေမှာကိုလို့ချင်တလို့လှုပ်လေးရှိကြတာကတော့မကောင်းပါဘူး။ကိုတယောက်တော့အားလုံးအနောက်ရှက်ဖြစ်သွားစေနိုင်ပါတယ်။ နိုင်ငံတကာမှာတော့ CCTV ကနေရိုက်ကူးမိကြတဲ့စိတ်ထင်တာလို့တက်ကြတဲ့သူတွေရဲ့အပြုအမူတွေကတော့တကယ်ကိုအံ့ဩစရာပါပဲ။ဒါချို့ဆိုရင်ကိုယ့်ရဲ့ဒေါရကိုမထိန်ချုံနိုင်ပဲ။ဆိုင်တဲ့အခြေဝင်ရောက်ပြီးစိတ်ထင်သလိုရိုက်ခွဲဖြစ်စေတတ်ကြပါရဲ့။အများသူငါပိုင်းလမ်းတွေမှာအုံစုဖွဲ့ရန်ဖြစ်တာတွေကတကယ်ကိုစိတ်လို့ရှာဖို့ကောင်းပါရဲ့။ကဲဒီနေ့မှာတော့ CCTV ကနေရိုက်ကူမိသမျှဆက်ဆက်ထင်မှန်အတော့ပြန်တဲ့ကြတဲ့သူတွေရဲ့အကြောင်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ ကဲစိတ်ဝင်စားနေကြပြီလားစိတ်ဝင်စားရည်ဆိုရင်တော့ကျမနဲ့အတူတူအဆုံးထိလိုက်ပါလို့ကြိရှိပေးကြဖို့တောင်းဆိုလိုက်ပါရှင်ညိုယော့စီးတီနယူးယောက်စီးတီးရဲ့လမ်းပေါ်မှာတော့အရင်ဟိုတယ်အမျိုးသမီးတစ်ယောက်ကမမခွက်ကိုဂိုင်းပြီးအေးအေးဆေးဆေးလမ်းလျှောက်လာပါတယ်။အဲဒီချိန်မှာပဲသူ့ရဲ့နေပေးခလန်လဲကနေကားဒီစီကလာနေပြီးကောင်းဟွန်တီးခဲ့ပါတယ်။အဲဒီချိန်မှာတော့မတင်မတ်ထားတဲ့တုံ့ပြန်မှုကချက်ချင်းဆိုသလိုဖြစ်လာပါတယ်။မမခွက်ကိုဂိုင်းထားတဲ့အမျိုးသမီးအချက်ချင်းဆိုသလို ကားစီမမခွက်ကိုပြပောင်းလိုက်ပါတယ်သူမတော့အရန်ကိုစိတ်ဆိုးသွားတဲ့ပုံမှာပဲချက်ချင်းဆိုသူလိုတုံ့ပြန်လိုက်တာပါ။ဒါကြောင့်အခုလိုချက်ချင်းပဲတုံ့ပြန်တတ်ကြပါရဲ့။ CCTV မှာပြန်ကြည့်ရင်တော့ဒါရည်စရာလေးကောင်းသလိုစိတ်လို့ရှာဖို့လည်းကောင်းပါရဲ့။အခုလိုအကျဉ်းချက်တုံ့ပြန်လိုက်တာကကောင်းလားမကောင်းလားဆိုတာကဲမိတ်ဆွေတို့ရောဘယ်လိုထင်ကြလဲ။ နောက်ဗီဒီယိုဖိုင်တစ်ခုမှာတော့မြောက်ယထာဘုတ်ကိုလိုဝကြီးတရားတက်လာပြီးယထာတွေမှာသူရဲ့ကိုပိုင်အင်လိုအမျိုးမျိုးလုံးနေရာကိုတွေ့ရမှာပါ။သူကတော့ယထာတွေကအတန်းတွေကို တွဲခိုလိုက်ကျုံပြစ်လိုက်နဲ့လုံနေရပါ။အခုလုံလုံနေတဲ့လိုဝကြီးကတော့ဘသူကိုမှဂယုမဆိုင်ပါဘူး။သူကြောင့်စိတ်နှောက်ရှက်ဖြစ်စရာတော့ကောင်းပါတယ်။အခုလိုတော့မလုပ်တင်ပါဘူးနော်အဲ့လူဝကြီးကတော့တချင်းကိုပါအကျဲကြီးဖွင့်ပြီးကားလိုက်ပါသေးတယ် လန်ဒန်မြို့လေကောင်က လမ်းမပေါ်မှာတော့လူအုပ်ကြီးတို့ကဗရန်ဗရာသွားလာရင်တခြင်းတွေကိုအော်ဆိုနေပါတယ်။အဲဒူရီကတော့သူတို့စိတ်ထဲရှိတဲ့အတိုင်းလမ်းမကြီးပေါ်မှာအမျိုးမျိုးလုံးနေကြတာကို CCTV ကနေ တွေ့မြင်ခဲ့ရပါတယ်။သူတို့ကတော့အများသူငါပိုင်လန်းဆိုတာကိုတော့မေ့တော့နေကြတဲ့ပုံပါပဲ။ဇူညံနေတဲ့အတန်တွေနဲ့အကျိုးအော်ဟစ်နေရကတော့တကယ်ကို အနောက်ရှက်ဖြစ်စေပါတယ်။သူတို့ကတော့တခြားသူတွေကိုလည်းကြိုးမဆိုင်ပဲစိတ်ထင်တိုင်းကျနေကြပါတယ်။ စိတ်ထင်တိုင်းဘာကိုမှကြုံမဆိုင်ပဲလိုသက်ကြတဲ့သူတွေရှိကြပါတယ်။အခုလိုအများသူငါပိုင်နေရတဲ့အထိစိတ်လိုကိုလိုအော်ဟေးဆူညံကြတာကတော့မကောင်းပါဘူးနော်။သူလုံးစရာရှိတာတွေကိုပဲလုံးနေတဲ့ကောင်းလေးရတော့ဘာကူမကူမဆိုင်ပါဘူးသူလုံးစရာရှိတာတွေကိုသူရဲ့ခန့်ထမလို့ပုံမှန်အတိုင်းလုံးနေရကိုတွေ့ရမှာဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့ဗီဒီယိုဖိုင်ကပုံပြင်အာအာတင်စရာကောင်းပါတယ် အခုမြင်တွေ့နေရတဲ့ဗီဒီယိုဖိုင်ကပိုပြီးအာအသင်စရာကောင်းပါတယ်။အခုရီယိုဖိုင်ထဲမှာတော့ကောင်းလေးတယောက်ကရုံခန်းထဲမှာမဟုတ်ဘဲလက်မကြီးပေါ်မှာသူရဲ့အလုပ်ကိစ္စတွေကိုလုပ်နေရပါ။အခုရီယိုဖိုင်ထဲမှာမြင်တွေ့နေရတဲ့ကောင်းလေးကဘာလို့အပြစ်မှချက်ပြီးအခုလိုလမ်းပေါ်ထွက်လုနေရလဲ။သူကတော့မလိုတော့တဲ့အစာရွက်တွေကိုလည်းလမ်းပေါ်ကိုပဲပြစ်ချထားခဲ့ပါရဲ့။အခုလိုလောက်တာကကောင်းလားဆိုလားဆိုတာကိုပြောပြခဲ့ကြပါဦး။ နောက်ဗီဒီယိုဖိုင်တစ်ခုမှာတော့ရင်မောင်သူကသူတို့ရောထွက်သွားတဲ့အခြားရင်မောင်အမျိုးသမီးတယောက်ကိုကာမောင်ရင်မချေမငယ်ဆက်ဆံခဲ့ပါတယ်။သူကတော့သူမချေနေတဲ့တခြားကားပေါ်ဟာရင်မောင်အမျိုးသမီးကိုသူတောင်းလန်းစားကော်ဖီခွက်ထဲကရေရင်းနဲ့လမ်းပတ်ခဲ့ပါတယ်။ဒါမဲ့သူရဲ့ coffee ရေတွေကတပတ်ကအမျိုးသမီးစေကိုရောက်မသွားပြီ။လေကြောင့်သူရဲ့ခနာကိုပမာပဲပြေချန်ကုန်ပါရဲ့ အခုလောတော့ပြန်တက်တာကတော့မကောင်းပါဘူး။ကဲမိတ်ဆွေတို့ရောဘယ်လိုထင်ကြလဲ။ကဲဗီဒီယိုဖိုင်တစ်ခုတည်းမှာတော့အများသူငါးပါးရထားပေါ်မှာဆူညံအော်ဟေကငင်းခုန်နေကြတဲ့အမျိုးသမီးမျိုးကိုတွေ့ရမှာပါ။ဒီမျိုးသမီးနှစ်ယောက်ကတော့ပဝင်ချင်းကိုမေးလျော့ပြီးအမျိုးမျိုးအော်ဟစ်ပြောဆိုရင်ညှင်းခုန်နေကြပါဗျ။ ီအမျိုးသမီးနှစ်ယောက်ရဲ့တမမူကတော့ဂျာလီပူပူဆိုးလာလီပါပဲသူတို့နှစ်ယောက်ရဲ့ညင်ခုံပြောဆိုတာတွေကတခြားသူတွေရဲ့တတော်အယံကိုအနှောက်အယှက်ဖြစ်စရာကောင်းပါတယ်မြေယောက်ရထားပေါ်မှာလိုက်ပေါ်လာတဲ့အဲ့ဒီအမျိုးသမီးနှစ်ယောက်ရဲ့ညင်ခုံတာကဂျာလီပူပူဆိုးဝလာပါတယ်အဲနောက်မှာတော့ရထားပေါ်မှာလိုက်ပါလာတဲ့တယောက်ကဒီမခနိုင်တော်ရင်ဆုံးဝေယဟန်တာခဲ့ရပြီးသူတို့နှစ်ယောက်ကိုနေရာခွဲပြီးထိုင်ခိုင်းလိုက်ရပါတယ် အိုင်းနောက်မှာတော့ရထားပေါ်မှာလိုက်ပါလာတဲ့တယောက်ကတီမခန်နိုင်တော်ရဲ့ဆိုဝင်ရောက်ဟန်တာခဲ့ရပြီးသူတို့နှစ်ယောက်ကိုနှစ်ယောက်ခွဲထိုင်ပြီးထိုင်ခံလိုက်ရပါတယ်။အခုလိုအများသူငါးပိုင်းနေရာတွေမှာညင်ခုံပြောဆိုတာမျိုးကတော့တကယ်ကိုစိတ်နှောက်ရှက်ဖြစ်စရာကောင်းလာပါတယ်နော်။ဒါမျိုးကတော့အစဉ်ချင်းတင်ပါတယ်။တခြားသူတွေအတွက်နှာခေါင်းရှုံစရာလေးကောင်းလာပါတယ်။ နောက်ဗီဒီယိုဖိုင်တစ်ခုမှာတော့ကားတစ်စီးကလမ်းမတစ်ခုပေါ်မှာပိတ်ရထားတာကြောင့်အနီးနားမှာရှိတဲ့သူတွေကားရဲကသူကိုကောင်းကောင်းကြည့်ပညာပေးခဲ့ပါတယ်။အနီးနားသူတွေကကားရဲကသူကိုလမ်းပေါ်အရီတွေကိုခန့်ယူလိုက်ပြီးကားရဲကိုလောင်းချခဲ့ပါတယ်။အခုလလုံးရကြောင့်ကားရဲကသူတွေကလည်းစက်မတိခံနိုင်တော့ပဲ။အပြင်ကိုထွက်လာပြီးသူကိုလှုပ်ခဲတဲ့သူတွေကိုပြောဆိုခဲ့ပါတယ်။ ီဗီဒီယိုဖိုင်ကိုတော့ကြည့်ရှုသူတွေကအမျိုးမျိုးပြောဆိုဝေဖန်ခဲ့ကြပါတယ်။အခုလောလောတက်လာဘသူအမလေးမလေးစွာပြောခဲ့ပါအောင်နော်။တချို့နေရာတွေမှာတော့နေစဉ်လိုလိုရဲရဲအလုပ်ရှုံနေတတ်ပါတယ်။မျိုးကြလီ ပြင်းနေမှလည်းတနည်းအားရှိဝဲကောင်းတဲ့အမျိုးသမီးတယောက်ကိုရဲရဲကချက်ချင်းပဲဖန်ဆီးသွားပါတယ်။အခက်လေးတဲမှာတော့အမျိုးသမီးအချင်းချင်းဆဲဆိုရိုက်နေကြတာပါ။ ဂိုင်းနီကိုဆိုတဲ့အမျိုးသမီးကအရင်ဆိုးလွန်းလို့ရဲတွေကပခုံးပေါ်ကိုမယူပြီးတော့အတင်းဆဲခေါ်သွားပါတယ်။အခု video file တခုတည်းမှာတော့မြေအောင်ရထားတွေမှာရေကူကန်ကိုပါတွေ့ရမှာပါ။ဟုတ်ပါတယ်။အမျိုးသမီးတယောက်ကမြေအောင်ရထားတွေမှာသူ့အိမ်လိုရေကူကွင်းလေးတဲကိုရေထည့်ပြီးအထဲဝင်ဆိုင်ကတတော်ဆော့ခဲ့ပါတယ်။တို့မှာတော့ဘာကိုမှခင်မဆိုင်ပါဘူးတို့မှလို့ကျွန်တော်ကိုပဲလုံနေခဲ့တာပါ မြေအောင်ရထားတဲ့လိုက်ပါလာတဲ့သူတွေကလည်းသူမကိုအေးမဆိုင်ခဲ့ပါဘူး။အားရအမျိုးသမီးကတော့သူမလုံးနေကြအတိုင်းလိုပုံမှန်အတိုင်းပဲမြေအောင်ရထားထဲမှာတက်တော့ဆောင်နေခဲ့ပါတယ်။ဒါတော့လောကကို free style ပါပဲနော်။ကဲမိတ်ဆွေတို့လည်းသူမလိုအားကြရင်သူလိုလိုက်လို့လို့ရပါတယ်နော်။ရထားပေါ်အားရံပွဲဒီဖြစ်ပျက်ကတော့အရင်ဆိုပါတယ်။ရထားရဲ့အပြင်ကနေအင်းချီဖြူနဲ့လူတယောက်ကအသင်အကျဉ်းနဲ့အော်ဟင်းရင် ရန်ပြရဲ့အမွေအားနဲ့ဆဲဆိုနေပါရယ်ခနာကြတော့သူကယထာရဲ့မန်ကုန်းအတင်တွန်းဖွင့်ရင် အထဲကိုကြော်လာပြီးဝလာခဲ့ပါရယ်သူတော်ရယထာဘောကသူတွေကိုလောဝကယူမဆိုင်ပါဘူးကြီးတဲ့တွေကသူကြောင့်ဆင်းတော့ရှက်ဖြစ်ခဲ့ပါရယ် IVO ဖိုင်ကလည်းခနာချင်းအတွင်ပြန်နေသွားပြီးကြီးစုသူတွေရဲ့ဝေဖန်ခြင်းစရာဖြစ်နေခဲ့ပါရယ် အကူရီဖိုင်တစ်ခုကတော့ရေစရာကောင်းတယ်လို့ရတားပေါ်ကခီးတယ်တွေကိုစိတ်နှောင့်ရှက်ဖြစ်စရာကောင်းခဲ့ပါတယ်။အကွန်မြင်တွေ့နေရတဲ့အမျိုးသမီးတယောက်ကပဝင်ကျင်ကိုဂိူတော်မဆိုင်ပေ။သူပြောချင်တာကိုအော်ပြောပြီးခွေးနှကောင်လိုအတန်ကျဲကြီးနဲ့အော်ဟစ်နေရပါ။သူပြောချင်တာကိုအော်ပြောပြီးခွေးနှကောင်လိုအတန်ကျဲကြီးနဲ့အော်ဟစ်ပြနေရပါ။အခုလိုသူမရဲ့လုံရက်ကတော့စိတ်ပြတ်စရာပါပဲ။ရတားပေါ်မှာတော့အခုလိုမလုပ်သင့်ပါဘူးနော်။ကဲမိတ်ဆွေတို့လည်းဘယ်လိုထင်ကြလဲ။